ရွာထဲကထွက်လာပြီးဖះကုန်းပေါ်ရောက်တော့ဒီဆောင်ထဲကတပိပိတုံမောင်းတယ်ဘောနဲ့တူတူတခြားမျိုးသိပ်ပင်တယောက်ကိုတွေ့ရတယ်။တင်ဘောကသူ့ကိုတွေ့ရတဲ့ဟောဆရာပြန်လာပြီလား။အော်တေတိရောက်နေတာလား။ဟုတ်ပါတယ်ဆရာ။ဆရာတို့ကိုကိုညီတောင်းတာရှိလို့ပါ။ကဲပါလေ။ကိုညီရမှာကိုကိုနှမပဲ။နှမကိုယ်တိုင်ရောက်လာပုံထားရင်တော့ငကားပြိကိစ္စဖြစ်ပုံရတယ်။သိမ့်မှန်တာဗောဆရာရဲ့။လူပြေကလူသားတယောက်နဲ့ငကားပြိကငကားမတယောက်ချစ်ကြိုက်နေကြလို့ပါ။ဒါပေါ့လေ။ အချစ်ဆိုတာကစမ်းကြတာကွအေးလေကိလေသာမကုန်သေးသေးတော့မွေးဖွားခြင်းတည်ဆုံခြင်းဆိုတာရှိနေဦးမှာပဲအမှန်ပဲပေါ့ဆရာကိလေသာကင်းစင်တဲ့နိဗ္ဗာန်ကိုမရောက်သေးသေး၍ဒါကိုကြုံရအောင်မှာပဲအခုကပိုပြီးစမ်းကြလို့ဆရာဘဝမတူတဲ့လူနှစ်ယောက်ကပေါင်းဆက်ဖို့ဘလို့မှမဖြစ်နိုင်ဘူးလေဒါကဘိုးကြီးကသူ့ရဲ့အချစ်စက်မှန်ရဲ့ပေါင်းဖက်ခွင့်ရနိုင်နေတဲ့အေးလေစိတ်မှန်နဲ့ချစ်မြတဲ့ဟာအခက်အခဲမှန်တယ်များကိုကြော်ရနိုင်ပါလေဒီကိစ္စရဲ့အဆအဆုံးကိုလည်းပြပြဆံပါဦး ပြောပြပါမယ်ဆရာစလုံရွာရဲ့တောင်ပေါ်မှာရှိတဲ့တောနဲ့ကြီးအဲ့ဒီတောနဲ့ကိုတရွာတုန်းကဝမ်းစာအတွက်အရန်ကိုအားထားကြတယ်ဒီတော့ကထွက်တဲ့သေဥတ္တဖုတွေအဖိုးတန်တက်ခွဆေးမြစ်တွေဆေးဥတွေတဲ့ဝါးတွေတောကောင်ကြီးငယ်တွေဝေယုံကထွက်တဲ့မြစ်ဆုတွေဓာတွေကို ရှာဖွေပြီးတော့မျိုးကိုတက်ရောက်ကြတယ်လာရသေးတိုင်းဝေရောက်ရှာဖွေသေးဖြစ်အောင်ကာလရှိကြတဲ့အခါဒီတော်ထဲမှာအဖိုးတန်ပစ္စည်းတွေမရှိသလောက်ရှာပါလာတယ်တော်ဝင်သူများပြားလာတဲ့အလျောက် တောထွက်ပစ္စည်းတွေလည်းရှားပါလာပါတယ်။ဗရင်တယောက်တောင်းရင်ခတ်ပြတာနဲ့မိခင်ချုပ်ဖို့အတွက်ရေစီပိုင်းလေးကိုခတ်ထည့်တယ်။ပရိဝိပရိအင်ရှေကခေါ်တဲ့ညောင်းအတန်ပြန်ပြီးပြုတ်ပါတယ်။ဒီငါးဒီမှာကွာဝင်းခက်လေးမဟုတ်ဆိုကြည့်။ရေစီပိုင်းပြေတော့တာနဲ့အင်ရှေကိုထွက်လာတယ်။စောစောစီးပြီးပါလားကွာ။အေးကွာစောစောအိမ်မှာရိတ်ခါပြတ်နေပြီ။ဒါကြောင့်တောထက်ဖို့မင်းကိုလာခေါ်တာ။ဒီရာဒီကတောတက်လေဘာမှထရီတူအဖိုးတန်တာမရဘူးနော် မရပဲရှိမလားကွာဒီရတီကတည့်ရွတ်နှုတ်တွေဝေတဲ့အချိန်တောကောင်တွေကဒီတည့်ရွတ်နှုတ်တွေစားဖို့အတွက်အစာရှာထွက်ကြမှာကွာအော်ရေဟုတ်တာပဲကွာဒါနဲ့ဒီနေ့တက်မှာလားကျုပ်အမေအတွက် ရေစီထင်းချောက်တွေလုံလုံလောက်လောက်ဖြစ်ပေးခဲ့ရမှာဒီနေ့တော့မတက်ဘူးသေးဘူးလေကွာနောက်နေ့ရက်နေမှာမင်းကငါလာခေါ်မယ်အသိပြင်တာဟုတ်ပါပြီဗျာမိုးဆိုးကြီးတိတောင်လဲပရိကုံနှုတ်ဆက်ပြီးတော့ပြန်သွားခဲ့ပါတယ်တော့အိုးလင်းကဆန်ရွေးနေကနေတာဖြစ်သူကို လူကလေး ြားမိတော့တော့ရရင်တွေးကြရနေရမှာမအိပ်ရဘူးเนาะနောက်ပြီးတော့စိတ်တိုင်းတော့တာလည်းမလုပ်ရဘူးသားသိပါတယ်အမေရာသားတို့တရားလုံးသိနေတဲ့ဥစ္စာပဲအတိခောက်ကအဝင်နဲ့တဲ့သားတီးပြီးမလိုက်နိုင်လေအကျုံမရှိဘူးလေကဲလူလေးအလုပ်တွေပြင်းရင်လည်းထမင်းစားကြရအောင်ဟုတ်ကဲ့ပါမေနောက်နှစ်ရက်ပြည့်တာကြောင့်မိုးဆိုးကြီးတီးတာဟာလက်နဲ့ရိတ်ခါပြေဆုံးနဲ့ရောက်လာတယ်ပတိန်နဲ့မိခင်ကိုကတော့လို့လိုအပ်တဲ့ရိတ်ခါတို့တွေကိုကြောမှလွယ်ကနှစ်ဦးသားတော်တဲ့ကိုထွက်လာခဲ့ကြပါတယ် ဒီတော့ကအစားကတောင်းနေလို့များလို့လားမသိဘူးတော့ငှက်អော်တဲ့အတန်တော်မကြတော့ဘူးအေးလေကွာတဖြည်းဖြည်းနဲ့လူဦးရေကတိုးလာတော့ဝမ်းစာတွေကပို့ပြီးတော့လူအချက်ရှိလာတယ်ကွာဒီတော့ဒီတော့တဲ့ကိုဝင်နေလူကလည်းများလာတယ်တော့ကပေးနိုင်တဲ့အရာနဲ့မများတော့ရတာယူရင်းနဲ့တဖြည်းဖြည်းနဲ့တော်ပြုံးလာတယ်ကွာတော်ပြုံးလာတာနဲ့တော့ကောင်းနေတော်တဲ့ပစ္စည်းတွေရှားပါလာတယ်ဒီတော့လူတွေအများနဲ့ရောက်နေတဲ့ဒီတော့ဆက်တော်ဝိုက်ကဘာကောင်းမှကိုမရတော့ဘူးမှန်တယ်နော် ကျုပ်အမေတို့ငယ်တုန်းကဆိုဒေတော်တဲ့ကတောကောင်နေများရွာတဲ့ထီတောင်ရောက်တယ်တဲ့အဟုတ်ပဲလေကျုပ်အဖေမိုးဆိုးကြီးတီးမောင်ချီတောင်ကလည်းရွာတဲ့ကိုဝင်လာတဲ့ဝက်ဆွယ်ကွန်းပိတ်တောင်ရသေးတာအဲဒီတုန်းကကျုပ်ဆောင်ငယ်ငယ်လေးပဲရှိသေးတာဗျတောကောင်နေရွာတဲ့ဝင်ပြီဆိုရင်အိမ်ထဲမှာတကားပိတ်ပြီးတော့နေရတာဒီလောက်ထီတောင်လာကြဒါနဲ့ဝက်ဆွယ်ကွန်းပိတ်ကဆောင်းထားရင်ဒါမတို့ကြီးမပေါ့ဝင်းမကူဘူးဆိုအဲ့လိုတော့ပြောကြတာပဲကွာငါတော့အဲ့ဒီဥစ္စာကြီးကိုကောင်းကောင်းတော့မမြင်ဘူးအဲ့ဒီဥစ္စာကြီး ကျတို့အိမ်ကိုရောက်တာနဲ့ကံစုံမှုတွေကအပေါင်းပါနဲ့ကိုဝင်ရောက်လာတာကျုပ်မေဆိုအကောင်းကြီးကနေကောက်ခါငင်ကထဖျားတယ်ပြီးတော့အသက်ဆုံးရှုံးရတဲ့အထိဖြစ်သွားခဲ့တာအဲ့ဒါနဲ့ဆိုင်မမလို့မဟုတ်ဆိုကြီးမဆိုင်မနေမလားကွာအဲ့ဒီဝက်ဆော့ကြီးအိမ်ရောက်လာခဲ့ကမဟုတ်ဆိုကြကျုပ်အဖေတော့တတိုင်ဘာမှကိုမရဘူးတော့ကောင်ဆိုကြွက်ကလေးတော့မရဘူးတဲ့တော့ကောင်မရှိတဲ့ຢာတိဖြစ်လို့နေမှာပေါ့ဗျာဘဲကလာကွာဒီတုန်းကတော့ကောင်နေအရန်ကိုပေါ်ခဲ့တာကွာ လိုင်းမတွေတော်တဲ့ဝင်ပြီးတော့မြေချိုးဟင်းစားချရင်တော့မှတော့အောင်တွေ့တဲ့ဥစ္စာဒီလိုနဲ့နောက်ပိုင်းမှာကျုပ်အဖေလည်းအဖြစ်ဖြစ်စိတ်တက်တွေကြစီးပွားရေးလည်းကြမကြပဲနေမလားဒုက္ခမုတ်ဆိုးဆိုတော့ဒီမုတ်ဆိုးဒုက္ခပဲသူ့ကိုရှာဖွေကျွေးဝင်နေတာတော့အောင်ကမရတော့သူ့လက်ဆက်ညစ်တယ်ဒါနဲ့ပဲမြုပ်တက်ပြီးတော့ဝယ်လက်ရှာရတယ်အဲ့ဒါနဲ့ရောင်းလိုက်ကြတယ်ပေါ့ဟုတ်လားအေးပေါ့ကွာကိုကိုမှအကျုံးပေးတဲ့ပစ္စည်းပဲကိုတက်တဲ့ထားပြီးမလုပ်မှလဲတော့တရင်ပြန်ကြရတာက ကျုပ်အဖေစီကဝဲထားတဲ့တထေတယောက်လဲအိမ်မီးလောင်ပြီးတော့ဆုံးသွားတယ်တဲ့ဒီလောက်ထိတော်လားဗျာအေးကွာအစွမ်းရှိတဲ့ပစ္စည်းဆိုတာကကောင်းကျိုးထက်ဆိုးကျိုးကပိုများတယ်စကားတပြေနဲ့ဝင်လာခဲ့ရာ၆တက်တန်းသားကိုရောက်လာတယ်ဒီနားမှာခီးတထောင်နားမယ်ကွာနေကကြစ်ကြစ်တောင်ပုံနေတော့ရေးတောက်ဆင်းလာတဲ့အကောင်တွေလဲတွေ့ရင်တွေ့နိုင်တယ်ချောင်းဆက်မှာခီးတထောင်နားပြီးတော့ထမင်းတုပ်ကိုဖြီးစားတယ်ဗရင်ကထမင်းတုပ်ထဲကအနေငယ်ကိုယူတိရွတ်တဲ့ထဲကကြောက်တုံးမတင်နဲ့ မော်စိုးကြီးကပဒိန်လောက်တာကိုကြည့်ပြီးတော့မင်းလည်းအယူသီးတာပဲလားကွာအယူသီးတာတော့မဟုတ်ပါဘူးဗျာတောဆောင်နဲ့တွေကိုပူဇော်ပတ်တာတာကျုပ်မေပြောဟုတ်တယ်ဗျတောဆောင်နဲ့တွေကိုပူဇော်ပတ်တာရင်ဒုက္ခရောက်တဲ့ခါမှာသူတို့ကပြန်ပြီးတော့ကိုညီတယ်တဲ့အဖို့တွေပါကွာငါမုံစိုးတန်တစ်ချောင်းမှာတော့တဲ့ကိုဝင်တာဘယ်နဲ့ဘယ်ပုံကောင်မှမသိဘူးပါလန်ပတ်တာဘူးကွာလက်ဖြောင်းရင်တော့ကောင်းရမယ်တတိပုရိယမရှိရင်ဘေးတွေ့မယ်ဒါပဲမုံစိုးကြီးဟာပရိန်ကိုအဲ့လိုပြောတယ် ပရင်ကဘာမှပြန်မပြောဘဲနဲ့ထမင်းကိုသာဆက်စားတယ်။စားတော့ပြရနဲ့မိုးဆိုးကြီးကဖက်ကျန်းဆက်လက်ကြီးကိုခဲပြီးတော့သူ့ရဲ့လက်ဆွဲတော့နှလုံးတို့တနက်ကိုပုတ်တက်တယ်။အဲ့ခဏမှာဆက်ကြီးတကောင်ဟာလှပတဲ့ဂျိုကာကြီးကိုဝန်ကျွားပြီးတော့ဟိုဒီကြီးကစိတ်ချရတော့မှရေဆက်ကိုဆင်းလာတယ်။ပြီးတော့ရေကိုငုံတော့တယ်။နားရမ်းပါတဲ့မိုးဆိုးကြီးဟာချောင်းဆက်မှာရှိတဲ့ဆက်ကြီးကိုတွေ့တော့ဝမ်းဝမ်းတတ်တာပြီးပြောလိုက်တယ်။ပြီးတော့စနေလေးချထိုင်ကဆက်ကြီးရဲ့လေဝင်တဲ့ကိုစင်ကစင်ကနဲ့ပြစ်ထလိုက်တယ်။ တရတန်ကြမှာအိပ်ပြော်ကနိုးလာတဲ့ပရင်တယောက်မျက်လုံးပြည့်မျက်ဆံပြုံနဲ့မုံဆိုးကြီးရှိရာချုံမုတ်စီကိုလာဝတ်လုပ်တယ်။ဒီချိန်မှာမုံဆိုးကြီးဟာလက်ဟန်ချေရန်ပြပြီးတော့အကွက်မှာသာထိုင်မှုပြောတယ်။ဟာဒီကောင်ကြီးကမသေးဘူးကွာ။ဆက်ကကြီးစံထိသွားပြီမဲ့လုံးဝမသေးဘူး။လက်ပြင်ကသာမိတာကြောင့်အလန့်တကြာထွက်ပြေးသွားတယ်။မုံဆိုးကြီးလက်ကြီးအ мян ထိုးပြီးတော့ဟဲ့ကောင်ပရင်ဒီကောင်နောက်ကိုအ мян လိုက်မှရမယ်။သူ့ရဲ့ကြတဲ့အတိုင်းငါကလိုက်မယ်။မင်းကဟောက်ဟောက်တောင်ကုန်းကနေ ဖြတ်ပြီးတော့ပိတ်ထားဟုတ်ပြီမုံစိုးကြီးအဲ့ရောင်တော်ဦးသားဆက်ကြီးပြေးတော့တဲ့လမ်းကြောင်းတိုင်လိုက်ခဲ့ကြတယ်တောကောင်ရလို့ရဲစောနဲ့လိုက်ခဲ့ရတောနံပိုင်းအထိရောက်မှန်းမသိရောက်လာတယ်ဒါကြောင့်တယောက်တနေရာသေးဖြစ်သွားတော့ဘယ်နေရာမှန်းလဲမသိတော့ဘူးဟာကျင်းငတ်တွေရဲ့အထံတော်ကြားနေရပြီမုံစိုးကြီးရောဘယ်ကိုများရောက်သွားလဲမုံစိုးကြီးရဲ့တနေရာကိုသိဖို့အတွက်အချက်ပြအတန်ပြုတယ်ဒါပေမဲ့တစ်ဖက်ကဘာအတန်းမှပြန်မလာခဲ့ဘူးခပ်ပြီး ီတောင်းတဲ့ထဲထိငါလည်းတခါမှမရောက်ခဲ့ဘူးဘယ်လိုလုပ်ပြီးတော့ပြန်ထွက်ရမလဲနေရောင်လည်းတိတ်မရတော့ဘူးငါထင်တော့၄နိုင်၅နိုင်လောက်ရှိပြီထင်တယ်မတိုင်လဲစိတ်ပြပြနဲ့တောထွက်လန်ရှိမဲ့အရက်ကိုမှန်းဆသွားတယ်ဒါပေမဲ့ထွက်လန်ကလုံးဝရှာလို့မရဘူးတောထဲမှာသာအချိန်ကုန်နေတယ်နောက်တနေ့မနက်နေထွက်ချိန်မှာတော့မတိုင်လဲအပင်ဘောကဆင်းပြီးတော့ထွက်လန်ကိုတွေ့လို့တင်ညာရှာပြန်တယ်ဒါပေမဲ့လုံးဝရှာလို့မရဘူး မုတ်ဆိုးကြီးကဘယ်ကိုရောက်နေရလဲကွာတကယ်လို့ဒီတော်တဲကနေပြန်မထွက်နိုင်ခဲ့ရင်ငါ့အမေကိုဘယ်သူကရှာကြွေးမှာလဲမိခင်ကိုတတိရပြီးတော့ဝမ်းနေစိတ်ဖြစ်လာတယ်ကဲကွာဖြစ်ချင်အဖြစ်ထွက်လန်းကိုရအောင်ငါရှာမယ်အဲ့လိုတန်နေထန်ချပြီးလမ်းရှိနိုင်မယ့်နေရာကိုမှန်းဆပြီးတော့သွားလိုက်တယ်ဒီချိန်မှာပဲตายရတဲ့ဒီသင်းတန်ကိုပရင်ကြားလိုက်ရတယ်ဒီသင်းတန်ကြောင့်ပရင်တယောက်ခြေလှမ်းတွေတုံနေရက်သွားတယ်ဟာ ဘဲကတချင်းတန်လေငါကတော့တောချောင်းနေပြီထင်တယ်ဒီလိုပြောဆိုပြီးတော့ကြောချမ်းတူတော်ဖြစ်သွားတယ်အဲ့နောက်ဖြစ်ချင်ရဖြစ်ဆိုကတချင်းတန်လာရတိုင်းပဲလိုက်လံရှာဖွေတယ်ဟာမင်းမင်းကလေးတယောက်ပါလားဒီတောကြီးမြတ်မဲတဲ့မှာလူရှိတယ်ဆိုတာမဖြစ်နိုင်ဘူးထင်တယ်တောင်ကုန်းလေးဘုံမှာမင်းကလေးတယောက်ကဒေါ်ပန်းလေးတွေကိုခုပြီးတချင်းစုံနေခြင်းဖြစ်တယ်မင်းကလေးဟာပျော်ပျော်ရွှင်ရွှင်တချင်းစုံနေတဲ့လောကကြီးကိုမေ့ထားရလဲရှိတယ် ဒီမင်းကြီးရဲ့ကြောက်ပြောမှာဖြန်းချထားတဲ့ဆန်တွေတွေကလည်းလေဝေးမှလူလူလုံးနဲ့လွင့်ပြန်နေတယ်။ဒီမင်းကွန်းကြောင့်ဗရင်ဟာငေးမောကြည့်နေတဲ့ရှင်ထဲမှာအပူမိတွေတရင်ကပေပြောက်သွားတယ်လို့ရှိတယ်။ဒါကြောင့်ရှင်းရှင်းလင်းလင်းမြင်နိုင်မှု အရှိကိုတိုးဖို့ချိန်လန်းတော့တိတ်ခိုင်းကြောက်တစ်ခုကိုနင်းမိသွားတယ်။ဒီတိုင်းချောင်းဝယ်တချင်းတန်ဟာရက်သွားပြီးတော့မင်းကြီးရအကြီးကသူ့စီရောက်လာတယ်။တောင်းမှပါလေဗျာ။ကျုပ်တော့ထဲမှာလမ်းပြောင်းနေလို့မင်းကြီးကိုမြင်တော့လမ်းမင်းမလို့ရောက်လာတာပါ။ ချမ်းတယ်ပြောရအောင်မိန်းကလေးမျက်နှာပြုံးလာပြီးတော့ကျမဖြစ်တော့သဲ၆တာထင်လို့လန့်သွားတာပဲဒီလိုပြောပြီးတော့ပန်းပွင့်လေးတွေကိုအမှုမဲ့မဲ့နဲ့တိုင်နေတယ်ဗရင်ကအဲ့ဒီမိန်းကလေးကိုတေးချာကြည့်ပြီးတော့ဒါနဲ့မိန်းကလေးကလူအစ်စ်တော့ဟုတ်ပါတယ်နော်မဟုတ်ပါဘူးရှင်တရေပါတိတ်နောက်တာပဲဗျာတရေကဒီလောက်လှပါမလားဗျတကယ်တရေဆိုရင်လေဒီလောက်ချောတဲ့လှတဲ့တရေမှလည်းဆိုရင်တော့အယောက်တရာရှိလဲမကြောက်ပါဘူးဗျာဘယ်ကလာမမသိတဲ့တတိဟာ သူ့ရင်ထဲမှာကိုအောင်လာတယ်။ဒီစကားကိုပြောထပ်တာကြောင့်သူ့ကိုယ်သူလည်းအံ့ဩနေမိတယ်။ဒါကြောင့်စကားကိုလမ်းကြောင်းလွှဲလို့ဟိုလေဒီတော့ကနေအထွက်လမ်းကိုတိတယ်မလားဗျ။ဒါကြောင့်ကျွန်တော်ပြန်ထွက်မရတာနှစ်ရက်ရှိပြီပြောပြပါလား။ကျမတော့အထွက်လမ်းကိုမသိဘူးရှင်။ကျမအဖိုးကတော့တိလောက်တယ်။ဟုတ်လား။ဒါဆိုညီမအဖိုးကပြန်มาလဲ။အိမ်မှာပေါ့လေ။ကျမကပန်းကူထွက်တာ။အေးဟုတ်တာနော်။အေးဒါဆိုညီမဘယ်တော့ပြန်มาလဲ။ညီမပြန်ရင်အကိုလည်းလိုက်ခဲ့မယ်လေ။ မြန်မာဖိုးစီကတော့အထွက်လန်းကိုမေးချင်တော့ပါကျမအခုပြန်မှာအကိုလိုက်ရင်လိုက်ခဲ့လေဒီလိုနဲ့ပဲနှစ်ယောက်သားတောင်ကျောဘော်ကဆင်းလာခဲ့တယ်သူ့နှာခေါင်းထဲမှာမွေးကြိုက်တဲ့ရဏံကိုရနိုင်ပြီးမင်းကလေးရဲ့ကိုယ်တိုင်ရဏံလားမင်းကလေးရဲ့လက်မှောင်ပွေထားတဲ့တော်ပန်းရဏံလားဆိုတော့မသိရဘူးဒါအောင်ကြမှာတော့ရွာတစ်ခုကိုလှမ်းမြင်ရတယ်ရှေ့ကညီမတို့နေတဲ့ရွာပဲပတ်တမရွာတဲ့ဩဒီဘက်မှာရွာတွေရှိသေးတာကို အကိုမသိဘူးရှိတာပေါ့ရှင် ကျမတို့ရွာရဲ့ဟိုဘက်တွေမှာလည်းရွာတွေရှိသေးတယ်။စကားတွေပြောပြီးတော့ပြောင်းပြီးတော့ပြောတတ်တဲ့သူမရဲ့အမူအရာကိုပဒိန်ရဲ့မျက်လုံးထဲမှာစွန့်နေတယ်။စကားပြောရင်းနဲ့လာကြရာရွာထိပ်မှာရှိတဲ့ချောင်းလေးကိုကန့်လန့်ဖြတ်ထိုးထားတဲ့ချောင်းကိုတရာတစင်းပေါ်ရလာတယ်။ချောင်းကြီးရဲ့ကြည်လင်မှုကြောင့်ချောင်းထဲမှာကိုးခတ်တော်လာနေတဲ့ငါးလေးတွေကိုလည်းအတိုင်းသားမြင်ရတယ်။ရွာထဲကဝင်လာတာနဲ့ခလေးလူကြီးအားလုံးကသူ့ကိုအထူးဆန်းလို့ကြည့်တယ်။နေရင်တော်များကိုဖျက်ချော်ပြီးတဲ့နောက်ကြီးမားတဲ့အင်ဂျီတိန်ရှိကိုရောက်လာတယ်။ တကယ်တော့သူမဟာအရှိတကားကိုဖွင့်လိုက်ပြီးအိမ်ဝင်ထဲကိုဝင်သွားတော့သူလည်းနောက်ကနေလိုက်လာတယ်။ဒီချန်ထဲမှာလူတွေအလုပ်ကိုစီလုပ်နေရ။အဲ့လူတွေဟာမိန်ကလေးရဲ့လူသမားတွေဖြစ်ရတူတယ်။ပန်းဥကြီးပန်းဥအေးဒီမှာဖခင်ပန်းနဲ့လဲလိုက်နော်။ကျန်တာတွေတော့ဘဘခန်းတွေကဖခင်ပန်းဥကိုထုတ်လိုက်တော့ပန်းဥဆိုတဲ့မိန်ကလေးဟာမျိုးသမီးလက်ကပန်းတွေကိုလက်ပြောင်းလွှဲယူပြီးတော့သူ့ကိုတစ်ချက်ကြီးကနေရာကနေထွက်သွားတယ်။မိန်ကလေးဟာလက်လက်ဖက်ကိုအကျော်ဆက်ပြီးတော့လာကို ဒီမှာထိုင်ပြီးတော့တက်သေးဝလံတွေကိုသုံးဆောင်ပါခဏနဲ့ကြာရင်အဖိုးလာလိမ့်မယ်အခုကတော့တရားမဖြုတ်သေးလို့ပါ ဟုတ်ကဲ့ပါဗျာကြုတ်ဆောင်နေပါမယ်မိန်းကလေးကသူ့ကိုကုတ်ပစ်ခင်ပေါ်ထိုင်ခိုင်းပြီးတော့အိမ်မုံကိုတက်သွားတယ်သူလည်းကုတ်ပစ်ထပ်မှရှိတဲ့ခုံမူလေးပေါ်မှာတည့်ခင်းထားတဲ့တက်သေးဝလံတွေကနေလက်ပြောစီတောင်းကိုယူပြီးတော့စားတယ်ဟာမှုလိုက်တာဘာငါပြောအမျိုးစားပါလဲဒီလိုပြောဆိုရင်မင်းရှက်ရေးစားတယ်နိုင်ဝဲခန့်ကြမှာတော့ မင်းကလေးကလူကြီးတယောက်နဲ့တူတူဆင်းလာပြီးတော့ကုတ်ပြမှာထိုင်နေလူကလေးကမီးလေးခေါ်လာတဲ့တောထွက်လန်းကိုရှာနေလို့ထင်တယ်။မျက်လုံးကဆူရပြီးမျက်နှာကဖြိုဝင်းကလောဘဒေါသမောဟကင်းနေတဲ့ပုံပေါ်တဲ့လူကြီးဟာချိုးတာတဲ့တန်တန်မေးတယ်။ဘာကြောင့်မှမသိဒီလူကြီးရဲ့တန်ဟာဩဇာလွှမ်းတယ်လို့ရှိနေတယ်။ဒီချိန်မှာပဋိန်လဲဟုတ်ပါတယ်ဗျာ။ကျုပ်ကစလုံးရွာကပါတော်တဲ့ဝင်တော့အဖော်လေးနဲ့ကွဲသွားလို့ပြန်ပြီးတော့မထွက်တက်လို့ပါ။အော်တော်ရဲ့ဟိုဘက်ရွာကကိုအေးကွဲ အဘကအဲ့ဒီဘက်ကိုတော့တစ်ခေါက်နှစ်ခေါက်တော့ရောက်ဖူးတယ်။ဒီရောက်တော့လည်းတရက်နဲ့တော့နေအောင်လေနေကြပါလေဗျာ။ဒါပေမဲ့ကျောက်အိမ်မှာလည်းအမေအိုကြီးကရှိနေသေးတော့သူ့ရဲ့ဝေယဝေဆာတွေလုပ်ပေးရအောင်ပါ။ကျုပ်တို့မှာအမေတကူတာတကူနဲ့မလို့လက်လွှဲရမယ့်သူမရှိဘူးဗျ။အေးကွယ်အဘကလည်းလူကလေးကိုဒီတော်ထဲကနေအထွက်လန်းကိုပြခြင်းနဲ့ဒါပေမဲ့အဲ့ဒီဘက်ကိုတစ်ခါနှစ်ခါပဲရောက်ဖူးတော့ရေတိတိပဲမှတ်မိတယ်။ဗျာဒါဆိုအဘကကျုပ်ကိုတော့အထွက်လန်းကို မပြောပြနိုင်ဘူးပေါ့ဟုတ်လားခဏအချိန်ယူပြီးတော့ပြန်စင်းစားရင်တော့ပြန်မှတ်မိလောက်တယ်ဒါကြောင့်လူကလေးကိုတရရနဲ့လောက်နေဖို့ပြောတာပရင်တယောက်စိတ်ပြက်ပြီးတော့အားရသွားပြီမဲ့မထိုးတော့ဘူးမလို့ပန်းတမရွာမှာတရရနဲ့ရက်ကနေဖို့ဆုံးဖြတ်လိုက်တယ်ဒီရက်တွေတော်တဲ့မှာမြားကျင်းညိုဆိုတဲ့သူမနဲ့ခင်မင်ကျောင်းဝင်ခဲ့ပြီးရှင်တဲ့နှလုံးသားထဲမှာလည်းအမျိုးမြင်မသိရတဲ့ခံစားမှုတစ်ခုကိုထူးထူးဆန်းဆန်းခံစားရတယ်မြားကျင်းညိုလည်းသူ့ဘဘိုးတတအေးပေးဆက်ဆံတယ်မြားကျင်းညိုရဲ့အဖို့ဦးတက်ကက သူတို့နှစ်ယောက်ရဲ့အကြည့်ကိုသဘောပေါက်နားလည်ပြီးတော့လွတ်လပ်ဆောင်တဲ့နေခွင့်ပေးတယ်။နေရဆိုတဲ့ချိန်ဟာမြန်မြန်ဆန်ဆန်ပဲကုံဆုံးတော့ပါလေ။နောက်နေ့မှဦးတက္ကဟာသူ့ကိုခေါ်ပြီးတော့လူကလေးရဲ့ရွာကိုပြန်မလန်းကို အပါမှတ်မိပြီးလူကလေးတယောက်လည်းပြန်ခိုင်းရင်တော့အန်ဒီရီတွေနဲ့ဒါကြောင့်ဟိုးကဦးတိုင်မောင်ကိုပို့ခိုင်းလိုက်မယ်။ကျေးဇူးတင်ပါတယ်အဖ။အဖတို့ရဲ့ကျေးဇူးကိုလက်သက်မမေ့ဘူး။အေးကွယ်။ရေစက်ရှိတော့လေတန်တရာတခွေးမှပြန်လဲပြီးတော့ဆုံးလို့ရမှာပေါ့။ရေစက်မကုန်သေးရင်တော့ ပြန်တွေ့ကြအောင်ပါဗရင်ကရွာပြင်ရမယ်ဆိုတာကြောင့်ဝမ်းတာနေပြီမဲ့မြန်ချင်းညုံမျက်နှာကတော့ပြိုတော့မယ်မို့လို့ပဲမသိမသာတပင်းကိုချတယ်ကဲကဲကဲပြန်ဖို့ပြန်ထားကြတော့အဘကတော့တရားထိုင်မှုအတွက်သွားပြီဟုတ်ကဲ့ပါဗဦးတက်ကဟာကိုပြစ်ပေါ်ကထားလို့အိမ်မကိုတက်သွားတယ်အဲ့နောက်တို့နှစ်ယောက်လည်းတယောက်မျက်နှာတယောက်ကြည့်ပြီးတော့မြေကြီးကြာလာတယ်အကိုညာကြီးကိုမေ့မတော်ပါနဲ့နော်မမေ့ပါဘူးညာကြီးညာကြီးသာလက်ခံမယ်ဆို အခုရွာကိုပြောင်းတာနဲ့မမေကိုပြောပြီးမြကြီးရဲ့အဖိုးစီကိုလာပြီးနားဖောက်မယ်။ဗရင်ရဲ့စကားကိုမြန်ချင်းညောကခေါင်းခါတယ်။မဖြစ်နိုင်ပါဘူးအခုရဲ့လောကမှာအကုန်မတည်တရာတွေအများကြီးရှိတယ်။ဘာလို့မဖြစ်နိုင်ရမှာလဲကွာ။မြကြီးအကိုဖြစ်အောင်ကြိုးစားမယ်။မြကြီးညောဘာမှပြောမပြောပဲသူ့ရဲ့လက်ချောင်းတွတ်လေးစီကအနည်းအောင်ငါးပုံလက်စုပ်ကလေးကိုချီလို့ပဒိန်လက်ထဲကိုထည့်ပေးတယ်။မြမြကြီးဒါကိုယူထားပါအကိုဒါကလေမြကြီးရဲ့အကိုရဲ့ကြားမှာ ဆက်သွယ်ပေးနိုင်မယ့်အရာတစ်ခုပဲအကိုသိချာသိချာဟုတ်ပါပြီညာကြီးကိုလေအကိုအကိုချစ်နေပြီဒီလိုဆိုကညာကြီးညို့ကိုရင်ဝင်ထဲကိုဆွဲသွင်းနေတချိန်မှာအဟန်းဆိုတဲ့ချောင်းဟန်တဲ့ညောင်းနှစ်ယောက်သားခွာလိုက်ပြီးချက်ကိုချက်ကန်ဖြစ်သွားတယ်တချိန်မှာဦးတိုင်မောင်ရောက်လာတယ်တွားဖို့အချိန်တန်ပြီလို့ကလေးဟုတ်ကဲ့ပါဦးတိုင်မောင်ဟာမင်းမောင်ကိုခုန်တက်တယ်ဗတိန်လဲညာကြီးညို့ကိုနှုတ်ဆက်ပြီးတော့အဲ့ဒီကနေမင်းညုံကြီးကိုစီးလို့ထုံဆိုင်ပြေးထွက်လာတယ် မရင်တယောက်စလုံးရွာကိုပြောင်းလာခဲ့ပြီမဲ့အားလုံးကသူ့ကိုအံ့ဩပြီးကြည့်တယ်။ဘိုးဆိုကြီးတီတောင်လဲဝမ်းသာအားရနဲ့ပရင်ဟာမင်းပြောက်တော့ငါ့မှာအပြစ်မကင်းတယ်လို့ခံစားပြီးနေတိုင်းတုံ့နှင်းရှာတယ်ကွာ။ကျုပ်သုံးရက်ထဲပြောက်သွားတာလေဗျာ။ဟေးဘဲနဲ့သုံးရက်မှလဲကွာ။မင်းပြောက်သွားတာလာဝယ်ရှိပြီ။ဗျာ။ဟုတ်တယ်လူလေးအမေပါလေ။ဒါလေးကိုစိတ်ပူလုံလို့အယူတစ်ပိုင်းဖြစ်နေရတာ။အခုလို့ဒါလေးပြန်ရောက်လာတော့ အမေဘလို့ဝမ်းသာလို့ဝမ်းသာမှန်းတော့မသိဘူးဒေါ်အိုးလင်ကပြပြစုံကိုချတာကြောင့်ဗရင်ယာမိခင်ကိုဖတ်ထားတယ်ကျော်ပင်ရောက်တာနဲ့နေစင်နဲ့မြချေးရသူမြချင်းညို့ကိုလွန်ဆွနေရတယ်လွမ်းတန်ရည်တွေများလာတယ်ဆက်လာတယ်ဗရင်တယောက်အလောက်ကင်ပြက်လာတယ်အစားတောက်ပြက်လာတယ်ညစင်ညာတိုင်းလက်စုပ်ကလေးကိုနမ်းလျှော်နေအိပ်ပျော်သွားတယ်အိပ်ပျော်သွားရင်အိမ်မထဲမှာချေးရသူမြချင်းညို့လေးကိုတွေ့ရတယ်ဒါကြောင့်အခမ်းမပဲအောင်ကအချိန်ပြည့်မြချင်းညို့ကိုသာတွေ့ကျင်နေတယ် တာပရေထွက်လာပါအောင်ကွတမဆာရအောင်စားနေမေရတာဘိုင်းမစားသေးဘူးဗျတာတာဘိုင်းမစားတာနှစ်ရက်သုံးရက်ရှိပြီနော်အမေမတင်ကားလို့ကြည့်နေကြပြီတော်တဲ့ကပြန်ရောက်လာကလေးကငါသားပုံမှန်ဟုတ်မနေဘူးအချိန်ပြည့်အိမ်နေမဲ့အောင်းနေတာအမေကိုအမှန်တိုင်းပြောပြစမ်းပါအမေမကြည့်ရလို့ပါတာရဲ့အမေသားတာလေမိန်ကလေးတယောက်ကိုချစ်နေမိပြီအမေဟေးဒါများကွယ်အိမ်တွင်အောင်းပြီးတော့ထမင်းမစားဟင်းမစားလုံနေရလားပြော ဖေယောကကလေးမှလဲဘယ်ကောင်မလေးကိုမျက်စိကြနေရလဲငါသာအတွက်ဆိုအမေကရှိတာအကုန်ပုံအောင်ပြီးတော့သွားတောင်းဝင်မယ်တကယ်တော့မေတကယ်ပေါ်သားရဲ့အမေတို့မှတီးသားမိပဲရှိတာအမေလည်းချွေးမှလိုချင်တာကြာပြီကွပြောဖေယောကလည်းပန်းတမရွာသေးပါမေဟေးဒီနီနာတဝိုက်မှာဒီရွာနေမကိုအမေမကြောက်ပါလားငါသားမြအမှတ်မှားလားမမဖို့မေသားတကယ်ပြောတာဒီလိုဆိုတာ များချင်းညုံနဲ့စားတွေ့ခဲ့တဲ့ပုံနဲ့များချင်းညုံပေးခဲ့တဲ့ချစ်သူလက်ဆောင်ငကနီလက်ဆွဲလေးကိုထုတ်ပြတယ်။ဒါဒါဆိုငါသားတွေ့ခဲ့တာလူစင်စစ်တော်မဖြစ်နိုင်ဘူးငါသား။ဗျာဟုတ်တယ်ငါသား။ငါသားပြောတဲ့ပန်းတမာရွာဆိုတာရှေ့တုန်းကရွာကြီးတူရပဲ။ဒီရွာကိုတမားတွေဝင်တိုက်တော့ရွာသူရွာသားအလုံးဟာကိုယ့်ဥစ္စာကိုယ့်ပစ္စည်းကိုယူပြီးကိုယ့်အိမ်ကိုကိုယ်မိရှို့တက်ခဲ့တယ်။ဒီနောက်ပိုင်းအဲ့ဒီရွာပြည်ကြီးဟာအချောက်အလှအရန်ကိုကြံလို့ဘယ်သူမှချိန်မချရဲပဲနဲ့ တော့ရဲ့ဝါမျိုးချင်းကိုခံရတယ်။မဖြစ်နိုင်တာဗျာ။အမေသားကညာတာပန်းနမရွာဆိုတာတကယ်ရှိတယ်။များကြီးညွဆိုတာမင်းကလေးလေလူမလူအစ်စ်ဗျ။တရားကိုများများနာပါသား။သားကမဖြစ်တဲ့နာမဖြစ်အောင်အမေကပြောရတာ။မသိဘူးဗျာ။များကြီးညကိုသားရအောင်ယူမှာဘသူမှတားလို့မရဘူး။များကြီးကိုလာပြီနော်။ကိုကိုဆောင်နေ။ဗတိန်ဟာမိခင်ဖြောင်းဖြားနေကြတာကနေထွက်ပြီးတော့တောထဲကိုပြေးတယ်။လမ်းမှာမုတ်ဆိုးကြီးတီးတောင်နေတွေ့ရကြအောင် ိုးဆိုးကြီးကဖမ်းချုပ်ကအိမ်ကိုပြန်ခေါ်လာခဲ့ရတယ်။ဗရင်တယောက်စိတ်ဖောက်တယ်လို့ဖြစ်သွားပြီးအိမ်မှာခဏခဏထွက်ပြေးနေရာဒေါ်အိုးလင်တယောက်သားအတွက်စိတ်တော့ကတွေရောက်နေတာတယ်။ဒီဇလန်ရှိကြီးကိုနားထောင်ပြီးတော့မော်ရီကဲတယောက်တစုံတရာကိုတွေ့တော့တယ်ပြီးတော့မှဩလက်ဆက်တတော့နှမကဗရင်နဲ့ညာချင်းညို့ကို ပေါင်းဖက်စေချင်တာပေါ့ဟုတ်လား။ဟုတ်ပါတယ်ဆရာ။ညာချင်းညို့ကိုလူလောကထဲခေါ်ပြီးတော့ဗတ်တမရောသူရောသားအားလုံးအတွက်ကောင်းမှုပြုပေးစေချင်တာပါ။ဟုတ်ပါပြီ။ဒါဆို ဆက်လုံရွာကိုဘလို့သွားရမလဲလမ်းညွန်မှာနဂါးမင်းသမီးတတိမာလည်းဆက်လုံရွာကိုသွားတဲ့လမ်းကိုညွှန်ပြတာနဲ့မောင်ရဲကတို့ဆရာတွေနှစ်ယောက်နှုတ်ဆက်ပြီးတော့ပျောက်ကွယ်သွားတယ်မောင်ရဲကတို့ဆရာတွေနှစ်ယောက်လည်းဆက်လုံရွာကိုခီးဆက်ရာနှစ်ရက်မြောက်တဲ့နေ့မှာတော့ဆက်လုံရွာကိုရောက်လာတယ်အဲ့ဒီရွာမှာရှိတဲ့ရွာသားတယောက်ဟာဗဒင်ဆိုတဲ့လူရဲ့နေအိမ်ကိုလမ်းပြခိုင်းတော့လိုက်ပို့တယ်ဗဒင်ရဲ့အိမ်ရှိကိုရောက်တာနဲ့လူငယ်တယောက်ဟာ လက်စွပ်ကိုကြည့်ပြီးပူဆွေးနေကြကိုတွေ့ရတယ်ဒါကဗဒင်ရဲ့အိမ်ဟုတ်ပါလားဗျဒီလိုမေးရာ အိမ်ထဲမှာရှိတဲ့အဖွားအောက်တောင်ထွက်လာတယ်။ဟုတ်ပါတယ်ရှင်။လူလေးတို့ကဘယ်သူတွေလဲ။ပရင်ကိုသူ့ရဲ့ချစ်သူနဲ့ပေါင်းဖက်ခွင့်ရအောင်ကိုညင်ပေးဖို့လာခဲ့တာပါ။ဗျာ။အချိန်လုံးငိုင်နေတဲ့ပရင်မောင်ရဲခဲ့ရဲ့စကားကြောင့်ဝမ်းသာပြီးဗျာလို့ထူကထားခုံတယ်။တော့လို့လဲ။မောင်ရဲခဲ့တို့ကြည့်ပြီးတော့လာလာလူလေးတို့အိမ်ထဲကိုလာကြခွက်ဆိုကအိမ်မို့ကိုခေါ်တယ်။မောင်ရဲခဲ့တို့လည်းအကျိုးချောင်းသိပြီဖြစ်တာကြောင့်ပရင်ကိုညီလေးပရင်အကိုတို့ကညီလေးတို့ချစ်သူနဲ့ဦးပေါင်းဖက်ခွင့်ရဖို့ကိုညီပေးတာပါ။ တဟာညီလေးတို့နှစ်ယောက်တည်းမဟုတ်ဘူးတေလုံပေးသူဗန်းတမာတို့ရွာသားတွေရဲ့ဆန္ဒလည်းဖြစ်တယ်တေဆုံးသူဗန်းတမာရွာသူရွာသားတွေဟုတ်လားအခုကျွန်တော်နားမလဲတော့ဘူးဟုတ်တယ်ညီလေးညီလေးနဲ့ညာချင်းတို့ဟာဘဝချားနေတဲ့သူတွေသူတို့ကအစွဲလန်းစကြောင့်တေဆုံးခဲ့ရတာမို့လို့စိတ်အစွဲကြောင့်ဥစ္စာဆောင်တွေဖြစ်ခဲ့ရတယ်ငကားမျိုးဆက်တွေထဲမှာဖြစ်တာတော့တကောတည်းတည်းလည်းရှိတယ်ဖခင်တရားလည်းလောက်ခွင့်ရတယ်ဒါဒါဆိုကျွန်တော်နှစ်ယောက်တည်းဘဝမှာပေါင်းဖောက်ခွင့်မရှိတော့ဘူးပေါ့ ဒါကညီလေးပေါ်မူတည်တယ်။ညီလေးဟာသူ့ဘောစစ်မှန်တဲ့မြေတားတရားနဲ့ရှေးဘွားကရေစက်ကန်တွေကိုအကြောင်းပြုပြီးတော့ခေါင်းနဲ့တိတိတိလာနဲ့တမားတွေကိုလုံအောင်စောင့်ထိုင်းနိုင်တော့သူ့နဲ့ထာဝရပေါင်းဖက်ခွင့်ရလိုက်မယ်။ဘယ်လိုလဲ။မင်းလုံနိုင်ရလား။သူ့နဲ့သာပေါင်းဆက်ခွင့်ရမယ်ဆိုရင်တော့မီးပင်လည်းပဲဖျက်ရဖျက်ရကျုပ်ဖြတ်ဝင်တယ်။ဒါဆိုဒီနေ့ကစပြီးအဲ့ချိန်စားခြင်းကလွဲလို့တရားထိုင်ရမယ်။တမားတွေကိုခံရလို့ရမယ်။လုံပါမယ်ကို။ဘောင်ရဲကဲတို့လည်းပဒိန်အိမ်မှာ စီးချပြီးတော့တမားရီလောင်တရားထိုင်နေတယ်။အထက်ဆရာတခင်တွေကိုလည်းခွင့်ပြုချက်တောင်းပြီးတော့ဗတင်းကိုတိုင်တန်းတွင်းကိုဝန်နိုင်တဲ့ခါတာနဲ့တိုင်တန်းရှင်တွေကိုတွဲမြင်နိုင်တဲ့ခါတာကိုသင်ပေးတယ်။ဗတင်းတရားထိုင်နေစဉ်တွင်မှာအမျိုးမျိုးဆန်းသတ်မှုတွေကိုလည်းကျုံရတယ်။အစာပိုင်းမှာကြောက်ရွံ့နေပေမဲ့ချေရသူများကြီးညိုရဲ့မျက်နှာကိုမြင်ပြီးခက်ခဲအားလုံးကိုအောင်းအောင်မင်းမင်းဖြတ်ကျော်နိုင်တယ်။ခေါင်းရဲမြောက်တဲ့အနေမှာဗတင်းတယောက်အရာရာအတွက်အစင်းစင်းဖြစ်သွားပြီ။ကဲခေါင်းရဲမြောက်နေမှာညီလေးဟာ ခက်ခဲတဲ့စံတမ်းမှုတွေကိုကြောပြတ်သွားနိုင်ပြီးပြီးတော့လက်စွပ်ကိုကင်ပြီးပတ်တမရွာကိုအာရုံပြုတ်ပြီးတော့သွားရမယ်ကျွန်တော်လမ်းမမှတ်မိဘူးကိုညီလေးလက်ထဲကငကားလက်စွပ်လေးကလမ်းပြလိုက်မယ်မျက်စိကိုစုံမိတ်တာဘာတင်လဲမောင်ရေခဲပြောတဲ့အချိန်ပဲမျက်စိကိုစုံမိတ်ထားတယ်ဒီခဏမှာလေဟာနေတဲ့ကိုရောက်ရှိသွားပြီးမျက်လုံးကိုဖွင့်ကြည့်ရသူမနဲ့စတဲ့တွေ့ခဲ့တဲ့တောင်ကုန်းလေးဘက်ကိုရောက်နေတယ်ဟာဒီဒီနေရာဒီနေရာကိုရောက်ပြီဆိုတော့ပန်းတမရွာကိုဘယ်လိုဆက်သွားမလဲဆိုတာသိပြီလားသိပြီဗျာ ပန်းနမရွာကဒီတောင်ရိုးလေးတိုင်းဆင်းသွားရောက်တယ်။ဒါဆိုသွားကြမယ်။ဗရင်ရချိရသူကိုတွေ့လို့တဲ့ဆန္ဒကြောင့်ချိလန်းနေရပြင်ပြနေပါတယ်။နောက်မှရွာကိုလမ်းမြရတဲ့နေရာကိုရောက်လာတယ်။အရင်ကဒီနေရာရောက်ရင်ပန်းနမရွာကိုလမ်းမြရတာ။အခုဘာရောမှမရှိပဲနဲ့မြင်းလေးရကတော့တွေပဲရှိတယ်။ဒါကညီလေးရဲ့အပိုင်းကိုရောက်ပြီလေ။ဒီလက်သမားကြီးအာကိုနဲ့တိုက်ကိုမြင်နိုင်တဲ့ခါတာကိုရွတ်ပါ။ဒါပေမဲ့တရိထားမှာကတလုံးမှားသွားတာနဲ့ညာချင်းညုံနဲ့ထားဝတာဝဲသွားလိမ့်မယ်။ ဟုတ်ပါပြီဗျာဒီလိုလုံးဝအဖြစ်မခံနိုင်ဘူးဒီလိုဆိုကတနေ့မှအကျနာထိုင်ပြီးတော့မြတ်ဖုရားကိုအာယုံပြုကဖုရားစာရုပ်ပြီးပူဇော်တယ်ဝေနေရတဲ့ကိုမြေတာပို့တယ်အားလုံးပြီးဆုံးတာနဲ့တိုင်းမြင်ကာရာကိုရွတ်တယ်ထိုကနမှာပဲဘုံဆိုတဲ့တော်ပြုတဲ့တဲ့တူသိပ္ပညင်ငယ်တွေရွေးတံကိုကြားတယ်ပဒိန်လက်ရင်ခုံပြီးတော့မျက်လုံးကိုဖြည်းဖြည်းချင်းဖွင့်ကြည့်ရရွာထိတ်မှာရှိတဲ့ချောင်းကလေးနဲ့ရွာဝင်တရားတစ်ခုကိုတွေ့ရတယ်ဟာဟုတ်တယ်ဗျဒါဒီရွာပဲမြကြီးတို့နေတဲ့ပန်းတမရွာ ဒီလိုဆိုကတရားလေးစီကိုပြေးသွားတယ်။တရားပေါ်မှာတော့သူ့ကိုစောင့်ကြုံနေတဲ့ချစ်ရသူများချင်းညိုအကူအကူရောက်လာပြီနော်။ဒါပေါ်များကြီးရဲ့များကြီးကိုကိုမမခွန်းနိုင်တာ။ဟုတ်ပါပြီ။အကူတို့ကိုအဘိုးကစောင့်နေတယ်။လာကြအကူတို့။များချင်းညိုဆိုတဲ့မိန်းကလေးဟာဖောက်ရွေပြူငါသောနဲ့မောင်ရဲကဲတို့ကိုဖိတ်မှန်တကပြုတယ်။သူတို့အားလုံးရွာလေးကိုဝင်လာခဲ့ကြပြီးအင်ကြီးစီကိုရောက်လာတယ်။ဦးတက်ကကဖတ်ကြိုပြီးတော့ဩတခင်လေးတို့တောင်ရောက်လာပြီကိုလာကြလာကြ ဒါလည်းပြောစုကမောင်ရင်ကိုဥညွတ်ရိုသိပေးတယ်။အိမ်ထဲရောက်တာနဲ့စားဝယ်ဆောင်ကိုစီကြုတ်ကြတယ်။ထိုင်ကြပါတဲ့ခင်လေးတို့စားဝယ်ဆောင်ကိုတောင်းဆောင်ကြပါ။တက်တာတို့နေပါဥတ္တခရဲ့ကျောက်ကဘောဟောင်းကငကားမင်းသားဖြစ်ခဲ့ပေမဲ့ဒီဘောဟာဒီခဏရောက်လာပြီဖြစ်တဲ့အတွက်ဘောဟောင်းကိုအပိတိုင်ဆုတ်ခွာတော့ပါပြီ။တခင်လေးကတော့လေအေးချမ်းရစစ်မှန်ကိုရှာဖွေတွေ့ရှိသွားနိုင်တယ်။ကျွန်တော်မျိုးတို့ကတော့ဟောဒီကမြေမာလေးနဲ့ရွာသူရွာသားလေးပေါ်စိတ်မချနိုင်သေးလို့အေးချမ်းရကိုရှာမတွေ့နိုင်သေးဘူး။ ကျုပ်လည်းအေးချမ်းမှုစက်မှန်ကိုမရသေးပါဘူးဗျာမိဖွားချင်းနဲ့တည်ဆုံချင်းမရဆိုင်ကမှာပဲအေးချမ်းမှုကိုဆက်ပြီးရှာဖွေရမှာဘလို့ပဲဖြစ်ဖြစ်အခုတော့တခင်လေးတို့ရောက်လာတော့ကျုပ်ဖြင့်အင်မတန်မှဝမ်းသာတာပဲကျုပ်ရဲ့မြင်းမလေးကိုလည်းဟောဒီကလူကလေးလက်ထဲကိုဆက်ချက်တစ်ချထည့်ပေးနိုင်ခဲ့ပြီဒီလူငယ်လေးဘွားကဘဝအဆက်ဆက်စတောင်းကောင်းမှုကြောင့်သူဟာကံ၅ပါးနဲ့တိလသက်မာလေးကိုစောင့်ထိုင်နိုင်ခဲ့တယ်ဒါဟာကျုပ်တို့တရားလုံးဆောင်စားနေတဲ့မဟာမင်္ဂလာအချင်းကောင်းပဲဒီမဲ့လူကလေးကျုပ်မြင်းမလေးကို တားမမှန်မရမမှန်နဲ့ချစ်ခင်ပေးပါဒါတွေကိုယူပြီးတော့ကျွတ်တို့တရားလုံးအတွက်လည်းယေရှုအလှူဒါနလုပ်ပေးပါဘုသက်ကဟာအထုံမကြီးကိုပရိန်လက်ထဲကိုထည့်ပေးပြီးတော့တေချာမှားတယ်ပရိန်ကလည်းစိတ်ချပါပါအဘတို့အတွက်ကျွန်တော်တေချာလုပ်ပေးပါမယ်ညချင်းညို့ကိုလည်းအသက်နဲ့ရင်ပြီးတော့ကာကွယ်ပေးပါမယ်ဟုတ်ပြီကွယ်ကဲတခင်လေးကျုံမြမလေးကိုလူပြေခေါ်ပြီးတော့ကျုပ်ခွင့်ပြုတယ်ကောင်းပါပြီဥသက်ခကျုပ်ပြုသည်မကောင်းမှုတွေတင်းတို့တရားလုံးကိုအမြတ်ပေးဝေးတယ် ေကောင်းမမောင်ရဲကလည်းရွှေကျုပ်ထဲကရွှေအောင်တောက်နေတဲ့ရွှေအက်ကလေးတစ်ချောင်းကိုထောက်ယူပြီးတော့ညာကျင်းညုံရဲ့ဦးကောင်းထိပ်တဲတဲကိုထိုးဆိုင်ပေးလိုက်တယ်။ဒီလိုပြုတ်လုပေးလိုက်ရာညာကျင်းညုံဟာလူဝင်စားတယောက်လိုဖြစ်သွားပြီးဘဝဟောင်းကိုမမှတ်မိတော့ဘဲနဲ့လူဘဝကိုရရှိသွားခြင်းဖြစ်တယ်။ညာကျင်းညုံမင်းလေးဘယ်တော့မှဖျက်တဲ့မမေးနဲ့အဖိုးပါဝင်ပန်းတမရွာသူရွာသားအားလုံးကိုလည်းရည်စိုးပြီးတော့မေတ္တာပို့အမြဝေပါ။ဘဝတစ်ချောင်းလုံးလည်းအေးချမ်းပါစေမြင်ပါလေ။ဟုတ်ကဲ့ပါပါ။သမီးတေချာမှတ်ထားပါမယ်။ ကရင်ကမှတ်ညံလေးအတွက်မှာနာကျင်ညို့ဟာအဖို့ဖြစ်သူကိုဒုသေးစောနဲ့ဥခိုက်ကြတော့တယ်။စလုံးကျွေးရမှာရှိတဲ့တောင်ကုန်းကလေးပေါ်မှာတော့ဇေယတဆိုရှိတယ်။ပြီးတော့အရန်စိတ်တွေချမ်းရံပြီးတပ်ပယ်စွာနဲ့ဆန်စားနေပါတယ်။ဇေယတော်ရေစချဝင်တဲ့ထီတော်တင်ပွဲကို909လေးကျင်းပရင်ဘောဟောင်းကတော်ဆက်ခဲ့တဲ့မိဘဆွေမျိုးတွေကိုအမျှပေးဝေတယ်။ဇေဒီရဲ့မဟုတ်မှနဂါးနှကောင်ရစ်ပတ်နေတဲ့ပုံကိုလည်းထုတ်လုပ်ထားတယ်။ဇေဒီရဲ့အရှိမျက်နှာစာမှာရှိတဲ့တပည့်ကြောက်စာထပ်မှာတော့ ဥတက်ကနဲ့မြေးလေးမြချင်းတို့အမှုပြုတဲ့ပန္နမရွာသရွာသားအလုံးရဲ့ကောင်းမှုဆိုတဲ့ကြောက်ထက်အခေအားငေါငေါဆဲဆဲနဲ့ရှိခဲ့ပါတယ်ပန္နမဇေယျတော်ကြီးကို